အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျမကမိသားစုသိပ်ပံစိတ်ကူးရင်ဇလန်းတစ်ပုဒ်ဖြစ်တဲ့ DARYN ဆိုတဲ့စကားကို recap ပြန်လုပ်ပြီးသွားမှာဖြစ်ပါတယ်ဇလန်းအဆောက်မှာတော့ Carolina တောင်ပိုင်းဒေသရဲ့တောင်ပတ်လမ်းတွေပေါ်မှာရဟတ်ယူနေနောက်ကလိုက်ခံနေရတဲ့ကားအပြန်ရောင်တစ်စီးကို တွေ့မြင်ရမှာဖြစ်ပါတယ်ကားကိုမောင်းနေတာကတော့သိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ဒေါက်တာမော်လီကန်ဖြစ်ပါတယ်။ကားနောက်ခန်းထဲမှာတော့အသက်70နှစ်အရွယ်ကောင်လေးတယောက်လည်းပါတာဖြစ်ပြီး သူ့နာမည်ကတော့ဂျဲဖြစ်ပါတယ်။သူတို့ဟာ T-Sam ဆိုတဲ့အစိုးရရဲ့လူဝက်အဖွဲ့အစည်းတစ်ခုရဲ့လိုက်တာကိုခံနေရတာဖြစ်ပြီးအကြောင်းပြချက်ကတော့မသိရပါဘူး။ဒေါက်တာမော်လီကန်ကရဟတ်ရှင်တွေကိုမျက်ခြေခနဖျက်လိုက်နိုင်တဲ့အချိန်မှာပဲတစ်ပင်နေနဲ့꿰ပြီးဂျဲကိုတောဆက်တနီယာမှာချပီးထားခဲ့ပါတယ်။သူကတော့ရဟတ်ရှင်တွေကိုအာယုံလွှဲဖို့မြေသားရဲ့လမ်းမပေါ်ကနေမောင်းသွားခဲ့ပြီးကြောက်ကမ်းမတစ်ခုပေါ်ကနေကားကိုထိုးချရင်သူ့ကိုယ်သူစတေးသွားခဲ့ပါ යි ကားဟာရုပ်ပြက်ဆင်းပြက်ဖြစ်တဲ့အထိပျက်စီးသွားခဲ့ရာကြောင့်ဂျဲအသက်ရှင်လျက်လွတ်မြောက်သွားတယ်ဆိုတာသိနိုင်ဖို့အခွင့်အရေးလဲနေသွားခဲ့ပြီဖြစ်ပါတယ်။ထေဆန်ကရဟတ်ရှင်တွေကမတော်တဆမှုစစ်ဆင်းနေတဲ့အချိန်ဂျဲကတော့အသက်ကြီးကြီးလင်းများနှစ်ယောက်နဲ့တွေ့ပြီးအနီနာကဘာခေတန်မြို့စီခေါ်သွားတာကိုခံခဲ့ရပါတယ်။ ဒဲလေအနာပိုင်နေစီကိုရောက်သွားခဲ့ပြီးစစ်စေးမှုတွေခံရပြီးမှာတော့အစိုးရပိုင်းကလေးတငယ်စောက်ရှောက်ရေးဂေဟာစီရောက်သွားခဲ့ပါတယ်။ဒဲလေဂေဟာမှာရေမိုးချိုးပြီးရုပ်ပိုင်းဆိုင်ရာစစ်စေးမှုတချို့ကိုလုပ်ခဲ့ရပါတယ်။မျိုးလုံးစစ်စေးရဲ့နေရာမှာတော့ဒဲကဇယားမှာရှိတဲ့ဆာလုံးတွေကိုတစ်ခေါက်ပဲကြည့်ပြီးပြန်ပြောပြနိုင်ခဲ့တဲ့အတွက်ပုံမှန်ကလေးတယောက်မဟုတ်တာကိုသိသွားခဲ့ပါတယ်။ဂေဟာရဲ့ဝင်တန်းဟိုဗီဖော့က ရဲရဲဈေးမှတ်တမ်းတွေကိုကြည့်ပြီးဘာပြဿနာမှမရှိရကိုတွေ့ပြီးမဲ့အတိတ်မိတလို့ဖြစ်နေရဆိုတာကိုတော့သတိထားမိခဲ့ပါတယ်။ဒါကြောင့်ဟိုဘီကဒဲရဲမိဘတွေကိုပြန်ရှာပြီးမယ်ဆိုတဲ့အကြောင်းပြောခဲ့ပြီးအဲ့တော့မတိုင်ခင်မှာတော့မွေးစားမိဘတွေရဲ့အိမ်မှာနေရအောင်မှဖြစ်ကြအတိပေးခဲ့ပါတယ်။ဒါပေမဲ့ဟိုဘီနဲ့တခြားသူတွေမသိတာကတော့ဒဲဟာပုံမှန်ကလေးတရားမဟုတ်ပဲ AI ဆက်ရုပ်တရုပ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒဲဆိုတဲ့နာမည်ဟာ data analysis robot ယူလိုက်ဖို့ရဲ့အတူကောက်ဖြစ်ပြီးထိစံရဲ့စမ်းသပ်ခံကနေဖန်တီးခဲ့တဲ့စက်ရုပ်တရုပ်ဖြစ်နေပါ යි အသက်ဆင်းနေအရွယ်ကောင်းလေးတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာတွေရှိနေပေမဲ့သူ့အုံနာဟာကွန်ပျူတာတလုံးဖြစ်နေရကြောင်းလူတွေမလုံနိုင်တဲ့ကိစ္စတွေကိုလှုပ်ဆောင်နိုင်နေခဲ့ပါ යි ကွန်ပျူတာနဲ့ပတ်သက်တဲ့စနစ်တွေကိုတစ်ချက်တည်းနဲ့ဖောက်ဝေနိုင်ပြီးဒါကြောင့်အစိုးရက DARYL project ကို ထောက်ပံ့ပေးခဲ့ရဖြစ်ပါ යි ရည်ရွယ်ချက်ကတော့တနေ့မှာဒိန်းရဲလုံနိုင်စွမ်းနေတဲ့စစ်တပ်တစ်ခုကိုဖန်တီးကျင်ကြတာဖြစ်ပြီးဒေါက်တာမော်လီကန်ကဒါကိုဖြစ်ခွင့်မပေးတာကြောင့်ဒဲကိုခေါ်ပြီးထွက်ပြေးလာခဲ့ရဖြစ်ပါရှက်အနေငယ်ကြမှာတော့ဟိုဘီကသူ့ရဲ့မိတ်ဆွေအန်တီကိုဆက်သွယ်ပြီးဒဲအကြောင်းပြောပြပြီးတော့မွေးစားနိုင်ကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့ဒဲဟာအန်တီနဲ့သူ့မိမဂျွန်စီတို့စီမွေးစားသားလေးအဖြစ်ရောက်ရှိသွားခဲ့ပြီးအန်တီတို့ဟာလည်းကလေးမရနိုင်ကြတဲ့အတွက်အယံကိုပြောနေခဲ့ကြပါတယ်။ ရက်တွေကြာပြီးတဲ့နောက်မှာတော့ဒဲလေအိမ်အစ်မနေသားကြလာခဲ့ပြီးလိန်မာရိတ်ကလေးတယောက်ဖြစ်လာခဲ့ပြီးမိသူရဲ့ပေါင်းတင်ဆက်ဆံရေးကတော့ထင်သားသလောက်မကောင်းတာကိုတွေ့ခဲ့ကြပါတောင်မန်ကလေးတွေမှာရှိရဲ့ဟာသညံနဲ့ရွဲရာလိုအရာတွေကိုနားမလည်နိုင်ပေ အရာရာကိုအတီးပဲယူတတ်တာပါအန်ဒီတို့ကလည်းသူတို့ရဲ့အင်ဒီဂျင်ဖော့မီတာစုနဲ့ဒဲကိုမိတ်ဆက်ပေးခဲ့ကြပြီး သူတို့ရဲ့ကလေးတွေဖြစ်တဲ့ Sherry နဲ့ Taylor တို့နဲ့ပါခင်မင်လာခဲ့ပါ යි Taylor လည်းဒဲကိုသူတို့အင်ကိုခေါ်သွားခဲ့ပြီးဂိမ်းချောပြရတဲ့အချိန်ဒဲကတစ်ခေါက်တည်းကြည့်ပြီးဂိမ်းရဲ့အမြင့်ဆုံးစံချိန်ကိုချိုးပြလိုက်တာကြောင့်မောင်နှမနှစ်ယောက်လုံးအံ့ဩသွားခဲ့ကြပါ යි ကျောင်းတရရဲ့အချိန်မှာလည်းဒဲကအတန်းမိုင်ဆရာကိုသူ့ရဲ့ဆက်ရော့အသိဉာဏ်နဲ့အံ့ဩသွားစီပြန်ခဲ့ပြီးအန်ဒီကဘီဘောရိုက်တင်ပေးတဲ့အချိန်အယံပြင်းတဲ့အချိန်နဲ့ရိုက်နိုင်ခဲ့ပါ යි ဒီလိုကနေဒဲတယောက်မိုဟော့ဆိုရဲ အန်ဒီရဲ့ဘေးဘောအသေးမှာကစားဖို့ဖြစ်လာခဲ့ပြီးတော့ပြိုင်ပွဲမှာချန်ပီယံအထိပါဖြစ်သွားခဲ့ရပါတယ်။အန်ဒီလည်းသူ့ရဲ့ဘေးဘောစကေရီကိုတခြားလူတွေစီမပြဖို့ဂရိတောင်းခဲ့ပြီးတခြားအသင်းတွေကလာပြီးကမ်းလှမ်းသွားမှကိုတွေးပူနေခဲ့ရပါတယ်။ဒါပေမဲ့ဒဲလုံဆက်ရုံလေးအတွက်ဂရိဆိုရာသူ့မသိရဲ့အရာ ဖြစ်နေပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့အမေဂျိုးကိုပြောပြရင်ယောက်ျားမိန်းမတဘာဝကိုပါနားလည်နိုင်ဖို့ကြိုးစားနေခဲ့ပါတယ်။နောက်တနေ့မှာတော့အန်တီနဲ့ ATN ဆက်တစ်ခုမှာပတ်စံသွားထုတ်တဲ့အချိန် ဘန်းရဲစနစ်ချိုးရင်မှုကြောင့်ပစံမလုံလောက်ကြောင့်ပဲပြနေခဲ့ပြီးဒါကိုဒဲကလက်ချောင်းလေးတွေနဲ့ထိပြီးပြင်ပြလိုက်ပိုင်ဒါပြင်အကောင့်ထဲကိုပါဒေါ်လာ1.4တန်ပြောင်းထွက်လိုက်ပြီးအန်ဒီကတော့ဒါကိုမသိခဲ့ပါဘူးအန်ဒီနဲ့ဒဲတို့ဘေ့စ်ဘောလီကြီးရဲ့အတွက်ကျောင်းကိုရှောင်နေတဲ့အချိန်ဂျိုစီကတော့သူ့တငယ်ချင်းတွေစီကိုရှင်းပြနေခဲ့ပါတယ်ဒဲဟာအရန်ကိုပြေဆုံးတဲ့ကလေးတယောက်ဖြစ်နေရကြောင့်သူ့ကိုအမေတယောက်အနေနဲ့မလိုအပ်ဘူးလို့ခန်းစားနေရပြီးဝမ်းနဲ့နေခဲ့ရဖြစ်ပါတယ် တဲကအဝိစားတွေကိုကိုရိုင်းရှော့ဖို့မိဖို့တိုက်တဲ့အပြင်အိယာပြင်တော့ဖနက်တိုက်တာတွေကအစကိုရိုင်းလုံးနေခဲ့တာဖြစ်ပိုင်ဒါကြောင့်ဂျိုစီကတဲကသူ့ထက်တောင်ပို့တော်တဲ့မိခင်တယောက်ဖြစ်နိုင်တယ်ဆိုပြီးငိုရခက်ရှိရခက်တွေပါဖြစ်နေခဲ့ပိုင်နောက်တစ်နေ့မှာတော့ဟိုဘီဟာအန်တီရိုစီကိုရောက်လာခဲ့ပြီးတဲရဲ့မိဘအရင်းတွေကိုပြန်တွေ့ပြီးဖြစ်ကြောင်းလှပြောပြခဲ့ပိုင် အန်ဒီတို့ကလည်းဝမ်းနေသွားခဲ့ကြပြီမယ်။ဒဲကိုသူ့မိဘအရင်တွေနဲ့ပြန်လိုက်သွားဖို့ပူပေါင်းခဲ့ကြပြီ။ဒဲကိုရိုင်ကပါအန်ဒီတို့နဲ့ပဲနေထိုင်သွားနေခဲ့တာဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ဒဲရဲ့မိဘအရင်တွေဆိုပြီးအဲလန်နဲ့ဂျက်ဖရီဆိုတဲ့ဇုံတွေကရောက်လာခဲ့ပြီးဘာဂင်တုံကနေဒဲကိုပြန်ခေါ်သွားဖို့လာခဲ့ကြပါတယ်။ထဲလာကလည်းအရန်ဝမ်းနေနေရာကြောင့်ဒဲထွက်သွားတော့မယ့်အချိန်မှတော့ထွက်ပြီးမနှုတ်ဆက်နိုင်ခဲ့ပါဘူး။အဲနောက်မှာတော့အဲလန်တို့ကဒဲကိုခေါ်ပြီးလီစိတ်ကိုတန်းလာခဲ့ကြတဲ့အပြင် ကိုပိုင်ဂျက်လီယင်တစည်းပါပြင်ဆင်ထားခဲ့ကြပါ යි မထင်ထားခဲ့ကြတာတော့အယ်လန်နဲ့ဂျက်ဖရီတို့ဟာထေဆန်ရဲ့သိပ္ပံပညာရှင်တွေဖြစ်နေခဲ့ကြပြီးဒဲရဲ့မိဘတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတာဖြစ်ပါ යි သူတို့ဟာဒဲကိုစံသက်ခန်းစီပြန်ခေါ်သွားကြဖို့လာကြတာဖြစ်ပြီးဒဲကတော့လင်းရင်ပေါ်မှာရှောက်ဆက်ဆုနေကြပါ යි အဲဒီနောက်မှာတော့စံသက်ခန်းစီကိုပြန်ရောက်လာကြပြီးဒဲကိုမှတ်ညံပြတ်သွင်းကြတာနဲ့အန်တီတို့နဲ့နီနီရဲ့အချိန်အတွင်းရခဲ့တဲ့မှတ်ညံတွေကိုပြန်ပြီးကြည့်နေခဲ့ကြပါ යි လူသားရင်းနေရကြသွားပြီးလူသားခန်းစားချက်တွေဖြစ်ပေါ်လာတဲ့အဲဒီမှာဗနီလာအယတာရေခဲမုတ်ထက်ချောကလက်အယတာကိုပိုကြိုက်တက်လာသလိုခန်းစားချက်တွေရှိလာခဲ့ရကြောင်းအံ့ဩနေခဲ့ကြပါတယ်။အဲလန်ကတော့ဒဲအတွက်စိတ်မကောင်းဖြစ်နေပေမဲ့ဂျက်ဖရီကတော့ဒဲရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့စစ်ဆေးချက်တွေကိုလုပ်နေရင်ဒဲကစမ်းသပ်ခန်းရဲ့ကွန်ပျူတာကိုဟက်ပြီးသူ့ကြောက်နေကြောင်းပြောပြခဲ့ပါတယ်။ အလုံးအတွက်ဂျဲလိုဆက်ရုပ်တရုပ်မှာလူသားခန်းစားချက်တွေရှိလာတာကိုအံ့ဩနေကြပြီးဒီအကြောင်းကိုတော့ဂျက်ဖရီကသူ့ရဲ့အထက်လူကြီးတွေကိုတင်ပြနေခဲ့ပါဗတ်တန်ကွန်ရဲ့အရာရှိတွေကဒဲမှာခန်းစားချက်တွေရှိလာတာကြောင့်ဒဲဆက်သက်မှုကိုကြာရှုံးတယ်လို့သတ်မှတ်လိုက်ကြပြီးဂျက်ဖရီကိုပါအံ့ဩသွားစေခဲ့ပါဂျက်ဖရီကတော့ဒါကိုဒေါက်တာမော်လီကဲလုံရက်တွေကြောင့်လို့တွေးခဲ့ပြီးအရာရှိတွေကလည်းသူတို့အတွက်အသုံးမဝင်နိုင်တာကြောင့်ဂျဲကိုရှင်းပြဖို့လုပ်ခဲ့ကြပါ යි ဂျက်ဖရီကလည်းဒဲရဲ့လူကြီးစရုပ်တရုပ်ကိုထပ်ဖန်တီးခိုင်းပြီးစစ်တပ်ကလောက်ခိုင်းသမျှကိုတသွေးမတိန်လောက်ဖို့ပရိုဂရမ်ထည့်ခိုင်းခဲ့ပါတယ်။ဂျက်ဖရီလည်းဒဲစီသတင်းဆိုးသွားပြောပြခဲ့ပြီးသူကိုယ်တိုင်ပါဒဲကိုတန်ရောစင်တွေ့လာခဲ့ရာကြောင့်အမိတ်တိုင်းမလုံနိုင်ဖြစ်နေခဲ့ပါတယ်။ တဲကတော့အန်တီတို့နဲ့သူ့တငယ်ချင်းတွေကိုသူ့စီလာလဲခွင့်ပေးဖို့ခွင့်တောင်းခဲ့ပါ යි ။ဂျက်ဖရီလည်းဒဲရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းခွင့်ပေးဖို့သဘောတူခဲ့ပြီးအန်တီတို့နဲ့ဟိုဘီတို့ကိုပါလာထရီခွင့်ပေးခဲ့ပါ යි ။ဂျက်ဖရီကတော့ဟိုဘီတို့ကိုဒဲရဲ့ဘဝအမှန်ကိုပြောပြခဲ့ပြီးရှုံးဖို့ခက်ခဲပေမယ့်ဒဲရဲ့စွမ်းရည်တွေကိုကြားလိုက်ရချိန်မှာတော့အံ့ဩသားခဲ့ပါ යි ။ဒဲလည်းအန်တီတို့နဲ့ပြန်တွေ့ရတဲ့အချိန်မှာတော့ဝမ်းသာအားရပြေဖက်ခဲ့ပြီး Jeffrey Corin ကိုပါခန်းစားချက်တွေရိမ့်ရိုင်လာစေခဲ့ပါ යි ။ဒါကြောင့် Jeffrey Corin လည်းခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ဖြစ်လာခဲ့ပြီးဒဲကိုနောက်တစ်ကြိမ်လွတ်မြောက်အောင်ကူညီဖို့ဖြစ်လာခဲ့ပါ යි ။ဒါကြောင့်အန်တီတို့ပြန်သွားတဲ့အချိန်မှာတော့ဒဲကိုလွှတ်ပေးဖို့တွေးထားခဲ့ပေမဲ့ဒီအစီအစဉ်ကိုတည်သွားခဲ့တဲ့အဲလန်ကစစ်တပ်ကိုသတင်းပေးလိုက်တာကြောင့်ချက်ချင်းရောက်လာပြီးဒဲကိုဖျက်ဆီးခိုင်းခဲ့ပါတယ်။စစ်တပ်ကဖျက်ဆီးမဲ့လုပ်ငန်းစဉ်ကိုဒေါက်တာအဲလန်ကိုဥဆောင်ခိုင်းခဲ့ပြီးအဲလန်ကလည်းသဘောတူခဲ့ပါတယ်။ ိတ်မကြခင်မှာပဲဒဲကိုတုတ်တင်ပြီးသွားတဲ့အကြောင်းစားထွက်လာခဲ့ပြီးဂျက်ဖရီလည်းစိတ်ဆိုးပြီးတော့စမ်းသက်ခန်းကနေထွက်လာခဲ့ပါဒါပေမဲ့မထင်ထားခဲ့တာကတော့အဲလန်နဲ့ဂျက်ဖရီတို့ဟာပူးပေါင်းခဲ့ကြပြီးဒဲကိုအသက်ဆက်ရှင်နိုင်အောင်လုပ်ပေးခဲ့ကြတယ်ဆိုတာပါပဲတကယ်တော့ဒေါက်တာဂျက်ဖရီရဲ့ကားပေါ်မှာဒဲကပါသွားခဲ့တာဖြစ်ပြီးစမ်းသက်ခန်းကနေလွတ်မြောက်သွားခဲ့ရပါတယ် ူတို့ထွက်သွားနိုင်ခဲ့တယ်ဆိုပြီးမှစန်တက်ခန်းလေးကအဲလန်နဲ့ဂျက်ဖရီတို့ပြောထားတဲ့စကားတွေကိုစစ်တပ်အရာရှိကတွေ့သွားခဲ့ရကြောင်းသူတို့အလိန်ခံလိုက်ရပြီးဆိုတာကိုတည်သွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့တသားတွေကိုအမိတ်ပေးလိုက်ပြီးဂျက်ဖရီတို့ကိုပြန်လိုက်ဖန်ခံခဲ့ပါတယ်။ဂျက်ဖရီတို့လည်းနောက်ကလိုက်လာရဲကားရီစီကနေထွက်ပြေးနေရပေမဲ့ဒဲကကောင်းကုန်ပေးမှပြီးရဲကားရီကိုဖျက်ချပစ်ခဲ့ရသောလွတ်မြောက်လာနိုင်ခဲ့ပါတယ်။ ဂျက်ဖရီနဲ့ဒဲရိုဟာလမ်းကတန်းခိုကတ်တစ်ခုမှတညဝေနာခဲ့ကြပြီးကားနောက်တစ်စီးနဲ့ထွက်လာခဲ့ကြပါဂျက်ဖရီကဒဲကိုမြို့ဝက်နေရာတစ်ခုကို ခေါ်သွားပေးဖို့ဆိုပြီးထရက်ကအဟောင်းတစ်စီးနဲ့ခီးဆက်လာရင်လမ်းမှာအစစ်စေးဂိတ်တစ်ခုစီကိုရောက်သွားခဲ့ပါဂျက်ဖရီလည်းရဲကိုကောင်းကောင်းလိမ်နိုင်ခဲ့ပြီးထွက်သွားတော့မယ့်အချိန်တော်ရင်ကနေထွက်ပြေးပြီးကားပေါ်တက်သွားတဲ့ဒဲကိုတွေ့သွားခဲ့ရကြောင်းတနက်နေ့ချိန်ပြီးကားကိုရက်ခိုင်းခဲ့ပါဒါပေမဲ့ဂျက်ဖရီကမရက်ပေးခဲ့ရကြောင်းတနက်နေ့ပြလိုက်တဲ့အချိန် Jeffrey ရဲ့ bike ကိုမှတ်သားခဲ့ပါတယ်။သူတို့နေရာလဲထွက်ပြေးနိုင်ခဲ့ပေမဲ့လမ်းမှာတော့ Jeffrey ရဲ့တန်ရာဟာသွေးထွက်လွန်နေခဲ့ပြီးနောက်ဆုံးမှာတော့ဒဲရဲ့လက်ထဲမှာပဲဆုံးပါသွားခဲ့ရပါတယ်။ဒီဖြစ်ပျက်ကဒဲကိုသူ့ဘဝရဲ့ပထမဆုံးမျက်ရည်တွေကျလာစေခဲ့ပြီးဝမ်းနည်းသွားစေခဲ့ပါတယ်။အင်းဒီညမှာပဲဒဲတယောက်အနီးနားမှာရှိတဲ့လေကြောင်းထိန်းချုပ်ရေးစခန်းတစ်ခုထံကိုဖောက်ဝင်ခဲ့ပြီးကွန်ပျူတာစနစ်တွေတဲဖောက်ဝင်ပြီးတော့အချက်ပေးတံတွေစုညံသွားအောင်လုပ်ခဲ့ပါတယ်။ အဲနောက်မှာတော့စကမ်းမှာရှိနေတဲ့တိုက်လေရင်တစည်းကိုခိုးသွားခဲ့ပြီးစစ်တပ်အနေနဲ့ဆယ်နှစ်သားလေးလေရင်မမီးထွက်သွားတာကိုကြည့်နေရောပဲတတ်နိုင်ခဲ့ပါ යි အဲနောက်မှာတော့ဒဲကလေရင်ကိုဘာခင်ထံရဲ့တီနီယာထည့်ပြီးထေလာနဲ့ရှယ်ရီကိုလာဆောက်ထိုင်ခဲ့ပါ යි တဖက်စစ်တပ်မှာကဒဲခိုးသွားတဲ့လေရင်ကိုပစ်ချနိုင်တဲ့ဒုံးတွေကရှိမနေပဲသူတို့ရဲ့တံပိုးအရှိဆုံးလေရင်ကိုအလိုအလျောက်ဖောက်ခွဲခိုက်ဖို့ပဲတတ်နိုင်ခဲ့ပါ යි ဒါပေမဲ့ဒဲကသူတို့တပ်ပိုးလဲနေပြီး လင်းရင်ကိုပောက်ခွဲခွင့်ပေးလိုက်ပြီးတည်ဆုံမှုအတုဖန်တီးဖို့လုပ်ခဲ့ပါတယ်။လင်းရင်ပောက်ခွဲခါနီးမှာတော့ဂျေကလင်းရင်ပြန်လေးကနေခုံထွက်ပြီးဂျီကန်နဲ့ကြာသွားခဲ့ပါတယ်။ထေလာတို့လည်းရှောက်လာခဲ့ပြီးဂျိန်းကိုစောင့်နေရင်ဂျီကန်ရဲ့မျက်နှာပြင်ကိုပြန်ပေါ်လာတဲ့ဂျေကိုအနည်းဆုံးစီးရုံကြီးပို့ပေးခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီးတည်ဆုံမီဖြတ်ကြောင်းဆရာဝန်ကပြောပါတယ်။ထဲလာကတော့သူ့တငယ်ချင်းမှလူသားအစိတ်ပိုင်းတွေမရှိတဲ့အတွက်မတည်နိုင်ကြအောင်အခိုင်အမာပြောနေခဲ့ပြီးဇေယုံမှာတော့ဒေါက်တာအဲလန်ပေါ်လာပြီး ဒဲကိုအသက်ပြန်သွင်းပေးခဲ့ပါတယ်အသက်ပြန်ဝင်လာတဲ့ဒဲလည်းထိပ်စက်မှာတည်ဆုံသွားပြီးဖြစ်ကြောင်းစည်ရင်းဝင်သွားတဲ့အပြင်ဆက်ရုပ်တရုပ်ဆိုရာကိုတည့်ရဲ့လူတွေကလည်းသူ့မိသားစုတွေပဲရှိရကြောင်းအန်တီရိုစီပြတ်သွားရင်ပျော်စရာဘဝလေးကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်ဂျဲဟာသူ့တငယ်ချင်းထီလာနဲ့ပြန်တွေ့ရဲ့အချိန်မှာတော့အယမ်းပြော်သွားခဲ့ပြီးဖလဲတနေနှုတ်ဆက်ရင်းနဲ့ဇလန်းလေးနဲ့ပြီးဆုံးသွားပါတော့ရင်အဆုံးထိကြည့်ရှုပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။